နမောတတဗကဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတနမောတတဗကဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတနမောတတဗကဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတဒီနေ့ဟာဘုန်းကြီး စင်လာဆိုတာပါလေပညာဆိုတာပါလေပညာဘေးအပိုင်းနှစ်အစီအစဉ်အထူးသဖြင့်ယခုပညာဘေးသည် advance ဖြစ်ပြီးတော့လေ့လာသင်ယူနေကြတဲ့ advance သမားတွေကိုမကြီးရွယ်ပါဘူးသူတို့ဖြင့်ဘုန်းကြီးတို့တရားတရားလို့ပြောကြပြီဆိုရင် ဘုန်းကြီးတို့ရဲ့တတ်တမ်းမိမိတူတူမလေးတွေအရွယ်ကြံခဲ့ပါတယ်သူတို့ကိုလည်းပဲအာယုံစိုက်ပြီးတော့တေချာပြောဆိုတဲ့ဓမ္မဆရာနဲပါတယ်တရားတရားဆိုရင်အသက်ကြီးတဲ့သူတွေကိုရည်ရွယ်ပြီးတော့ပြောဆိုတာများပါတယ်အဲ့တော့အခုဘုန်းကြီးတက်ကဆယ်ကျော်သက်20ကျော်သက်အရွယ်များဒီခုဘုန်းကြီး90နဲ့9နှစ်ရှိပါပြီ ဘုန်းကြီးရဲ့တပည့်တွေလွန်ခဲ့တဲ့1.20လောက်ပဲမွေးခဲ့တဲ့တပည့်တွေအခုဆိုရင်30ကျော်လို့တရီသမီးတွေရလို့နော်အဲလူလောကလူနယ်ပယ်မှာလည်းပဲရှောက်လန်းနေကြပါပြီအဲ့ဒီဒါအဲ့ဒီဘုန်းကြီးမွေးခဲ့တဲ့တပည့်သားသမီးတွေရဲ့ညီကိုမောင်နှမအရွယ်တွေသူတို့မွေးခဲ့တဲ့စေကျော်သက်မဖြစ်တဖြစ်အရွယ်လေးတွေ အဲ့ဒီဟာလေးဆယ်ကျော်တက်20ကျော်တက်ပေါ့သူပြင်းတော့အဲ့ဒီကိုဘုံကြီးရည်ရွယ်ပါတယ်ဒီနေ့ကဘုံကြီးဒီအစင်လာဆိုတာဘာလဲပညာဆိုတာဘာလဲအပိုင်းနှစ်မှာကံနဲ့ကံရဲ့အကျိုးအကြောင်းကိုရွေးချက်ထားပါတယ်ဘလောက်ထိကံနဲ့ကံရဲ့အကျိုးဟာဘဝထဲမှာ ပါဝင်နေတယ်လဲပါဝင်အောင်ဘယ်လိုနားလည်ရမလဲ ဲ့ဒီဟာကိုဘုန်းကြီးရွေးချယ်ထားပါတယ်ဒီရွေးချယ်ခြင်းရဲ့နောက်ွယ်ကဝိထုဇ္ဇကြောင့်တခုရှိပါတယ်အဲ့ဒီဇာကြောင့်ကဘုန်းကြီးမရပူရမြို့မာကရောင်ကျောင်းတိုင်မှာပြပနိုင်ငံခြားသားများတာဝန်ခံပြီးတော့ထိမ့်သိမ့်ရပါတယ်ဘုန်းကြီးပြပနိုင်ငံခြားကနေလာရောက်လေ့လာကြတဲ့သတင်းသားတွေကြံရေးကျင်တဲ့သူတွေတက္ကသိုလ်ကျောင်းသူကျောင်းသားတွေ တရားထိုင်ခင်တဲ့သူတွေကိုဘုန်းကြီးကတာဝန်ခံထိမ့်သိမ်းပြီးတော့လမ်းညွှန်ပေးရပါတယ်ဆရာတော်ကြီးများရဲ့ဘုန်းကြီးရဲ့ဆရာတော်ကြီးများရဲ့အဲတာဝန်ပေးချက်အရဒီနေ့မှာအမေရိကန်နိုင်ငံချစ်ကာဂိုတက္ကသိုလ်က Robert Wright ဆို Professor Robert Wright ဆိုတာရောက်လာပါတယ်သူကဘုန်းကြီးစီကိုကြိုတင်ပြီးတော့ယင်ကျေးစွာပဲ appointment လုပ်ပါတယ်သူ အားရရဲ့လေးချိန်ရကြပါတယ်။ဘုန်းကြီးကမာကနောင်ကျောင်းတိုင်းမှာကြာအလုံများတယ်။နိုင်ငံသားသားတွေနဲ့ဟိုတန်းပြည်ဒီတန်းပြည်ရလာတဲ့နိုင်ငံသားသားတွေနဲ့နှစ်ပေါင်း20အစိတ်လောက်နေခဲ့ရတာအလုံအများများတယ်။အဲ့တော့သူတစ်ချိန်လောက်တွေ့ပြရစီဆိုပြီးတော့မှ appointment လာလုပ်ပါတယ်။ဘုန်းကြီးကလည်းပဲအားရရဲ့လေးတရက်ကိုသူ့ကိုပေးလိုက်ပါတယ်။သူကလည်းပဲအရှင်ဘုရားရဲ့စာအုပ်တွေဖတ်ကြည့်ထားပြပါပြီ။အရှင်ဘုရားရေးတဲ့အင်္ဂလိပ်လိုစာအုပ်တွေအရှင်ဘုရားရဲ့ပါဇက်ကထွက်တဲ့ တပိတော့သိခြင်းနဲ့ဓမ္မနဲ့ဆက်ရဗုဒ္ဓရဲ့တရားတော်နဲ့ဆက်ရကိုသိခွင့်ရရင်တပိတော့ရဲ့နောက်ကပါလာမဲ့တပိတော့ရဲ့တပိပြိသက်တွေသိခွင့်ရရင်ပဲကျေနပ်လာပါပြီလို့သူကလျှောက်ပါတယ်ဒီ Robert Wright ဟာယခုလည်းပဲအသက်ရှင်သေးပါဘုန်းကြီးနဲ့တော့ဟို Lincoln မှာ friend ဖြစ်ထားတာပါ Lincoln မှာ တွေ့လေရှိပါတယ်ဘုန်းကြီးနဲ့အဲအထူးသဖြင့် အနောက်နိုင်ငံကလူတွေက Facebook ကိုမသုံးကြဘူး WhatsApp ကိုသုံးပါတယ်သူတို့က Skype ကိုသုံးကြပါတယ် Facebook ကိုတိတ်ပြီးတော့လိုလားလားမသုံးပါဘူးခင်ဗျားတို့ Facebook ကိုသုံးတာကအာရှတိုက်ကနိုင်ငံတွေကသုံးကြတာများပါတယ်ကမ္ဘောဒီးယားဘက်မှာလည်းတော်တော်သုံးတယ်နော်စင်ကာပူဘက်မှာလည်းသုံးတာပဲဒီဥရောပအမေရိကသားတွေကတော့ WhatsApp နဲ့ Skype ကိုတော်တော်သုံးကြပါတယ်အဲ့တော့သူကဖုန်းကြီးစာအုပ်တွေကိုလည်းဖတ်ထားပြီးပြီဆိုတော့ကြားချင်ပါတယ်ဆိုတော့ဖုန်းကြီးကโอเค ွေ့လို့ရပဲချက်ချက်ရက်တရက်ပေးလိုက်တယ်ပေါ့အဲသူ့တပည့်တွေလည်း30လောက်ရှိပါတယ်သူဥဆောင်ပြီးတော့ရောက်လာတယ်သူက realization of human potential လို့ခေါ်တဲ့အဖွဲ့အစည်းကိုတည်ထောင်ထားပါတယ် realization of human potential ဆိုတဲ့အဖွဲ့အစည်းကိုတည်ထောင်ထားပါတယ်သူ့ရဲ့အမျိုးသမီးကလည်း social influencer တယောက်ဖြစ်ပါတယ်အမေရိကန်မှာအင်တာနက်နာမည်ကြီးပါတယ်မနေ့မှာ TV TV program ပေါင်း600ကျော်လောက်မှာသူ့ကိုတွေ့နိုင်ပါတယ်လို့ TV ပေါ် TV program ပေါင်း600ကျော်လောက်မှာသူ့ကိုတွေ့နိုင်ပါတယ်လို့သူကအဲဒီလိုမျိုးပြောပါတယ်အဲ့ဒီတကကြီးကဘုန်းကြီးနဲ့သူ့တပည့်တွေနဲ့သူ့တပည့်တွေကလည်းပဲသူ့ရဲ့ဒီ realization of human potential ဆိုတာကလူသားဖြစ်တည်မှုအလားအလာကိုအမှန်တကယ်သိရှိခြင်းနားလည်ခြင်းလို့ဒီလိုအဓိပ္ပာယ်ရပါတယ်မြန်မာလိုပြောရင် လူသားဖြစ်တယ်မူရဲ့အလားအလာကိုအမှန်တကယ်သိရှိခြင်းနားလည်ခြင်းလို့ဒီလိုအိဗယ်ရပါတယ်။ तू ကဘာသာဝါဒမပါဘူး။လူသားတယောက်ရဲ့ဖြစ်တယ်မူအလားအလာကိုပဲ तू ကလက်ခံထားတာ။ तू तू အုပ်စုထဲမှာလည်းပဲပေါင်းစုံပါပါတယ်။ပေါင်းစုံပါပါတယ်။အဲအလုံးဖုန်ကြီးလည်းနွနွချွေးလည်း welcome လုပ်ပါတယ်။ထိုင်ကြပါတယ်ဖုန်ကြီးကြောက်မှာပေါ့။အဲ့တော့ तू ဖုန်ကြီးကိုပထမဆုံးမေးလိုက်တဲ့မေးခွန်းကဘာလဲဆိုတော့ what is meditation လို့ စမေးပါတယ်ဒီ Robert Wright ဆိုတဲ့ professor ဟာသမောက္ခကြီးဟာနော်ဘုန်းကြီးနဲ့ကြီးတွေ့တာမဟုတ်ပါဘူးဗမာပြည်လာတဲ့ခိုင်မှာသူကဗုဒ္ဓဘာသာကိုစိတ်ဝင်စားနေတယ်ဗုဒ္ဓရဲ့ဓမ္မကိုစိတ်ဝင်စားနေသူပြီးပြီဗမာပြည်ဟာဗုဒ္ဓဘာသာနိုင်ငံဖြစ်သည့်အားလို့ဆိုတော့ဗမာပြည်ကဆရာတော်ကြီးတော်တော်များများနဲ့တနိုင်ငံလုံးကိုသူလှည့်တွေ့ပါတယ်နာမည်ရှိတဲ့ထင်ရှားတဲ့ဆရာတော်ကြီးတွေတော်တော်များများနဲ့တွေ့ပါတယ်မာဂနောရောက်ရင်တော့ဘုန်းကြီးနဲ့လာတွေ့ကြတာများပါတယ် အဲဒီမန္တလေးဘက်မနာပူရဘက်ရောက်ရင်တော့မာသန်တော်မှာတော့ဘုန်းကြီးနဲ့တွေ့ကြတာဘုန်းကြီးကိုဆရာတော်ကြီးများရတာဝန်ပေးလွှဲအပ်ထားတဲ့အတွက်နိုင်ငံခြားသားများကိုတာဝန်ခံပြီးတော့ဘုန်းကြီးဖြည့်ရှင်ပေးရပါတယ်အဲတော့သူကဘုန်းကြီးကိုဗာမေးလဲဆို what is meditation လို့မေးပါတယ်တရားထိုင်တာဆိုတာဗာလဲဖေဟာပြီးတော့ဘုန်းကြီးဖြည့်ဖြည့်ပဲပြောတယ်သူနော် meditation means being mindful of whatever you are thinking whatever you are speaking whatever you are acting တရားထိုင်နေဆိုတာမင်းဘာတွေတွေးနေတယ်ဆိုတာသတိထား၍နေထိုင်ခြင်းမင်းဘာတွေပြောနေတယ်ဆိုတာသတိထား၍ပြောဆိုနေထိုင်ခြင်းမင်းဘာတွေလုပ်နေတယ်ဆိုတာသတိထား၍ပြုမူနေထိုင်ခြင်းမှာလို့ဆိုတော့ तू ကလက်ခုပ်တည်ပြီးတော့ရှင်းလိုက်တာဗျာ it is very simple The way that you explain meditation is very simple. I'm looking for the technique, how I should understand what meditation is. The the other need to တရားထိုင်တယ်နဲ့ပတ်သက်ပြီးတတိယဘေလိုနားလဲတဲ့လဲဆိုတဲ့တရားထိုင်နေကိုလေးရှားဖွေးနေတာဖြစ်ပါတယ်ခင်ဗျာလို့ရှားပါတယ်အဲ့တော့ဒါဟာအရှင်းဆုံးနည်းနဲ့ပြောခဲ့တာပါနော်ကိုယ်ဘာတွေစဉ်းစားနေတယ်ဆိုတာတတိထားရွေးနေထိုင်ခြင်းကိုယ်ဘာတွေပြောဆိုနေတယ်ဆိုတာကိုတတိထားရွေးနေထိုင်ခြင်း ကိုယ်ဘာတွေလုပ်ကြနေတယ်ဆိုတာကိုပဲတတိထိုင်နေထိုင်ရင်းကိုပဲတရားထိုင်တယ်လို့ခေါ်ပါတယ်ဟုတ်ပြီဒီတရားထိုင်နေဆိုတော့အဆတ်အစုံဘယ်လိုစမလဲ how how should we begin meditation the if you really formally want to learn meditation ဒါပုံပြပြောပါတယ် if you really formally want to learn meditation you have to sit down cross-legged. You have to sit down cross-legged, keep the back straight, and switch on attention. Close your eyes softly and pay attention to your own breathing. Inhalation, exhalation, inhalation, exhalation. In breath, out breath, in breath and out breath. When the leg would rebuke in name, the leg would rebuke in name, the girl would go. တရားထိုင်တာကိုစနစ်တကျလေးလာခြင်းလေဆိုရင်တော့တင်ပလင်ခွေးထိုင်မှာခါကိုဖြောက်နေအောင်ထားပါတတိခလုတ်ကိုဖွင့်မှာပြီးတာနဲ့ဝင်တဲ့ကိုသတိပြုနေပါထွက်တဲ့ကိုသတိပြုနေပါဝင်တဲ့ကိုသတိပြုနေပါထွက်တဲ့ကိုသတိပြုနေပါအလုံးလုံးကြည့်မယ်ဆိုပြီးတော့9မိနစ်လုံးကြည့်ပါလေအဲဖုံးရလေအဲ့လိုလက်တွေ့ကိုပို့သဘောကြပါလေ9မိနစ်လုံးကြည့်တယ်အလုံးလုံးကြည့်ကြတယ်အားလုံးသဘောကြကြတယ် no we know we know what is meditation what meditation is အခုတော့တပည့်တော်တို့ Tiada ni satu ubah bayi pia. Wait a minute, punya biola. Wait a minute, kenalin dia. Sitting is not only meditation. Sitting is not only meditation, but also walking meditation. There, dia tanya, tanya tu kuda ya dia tanya mau bau. Walking meditation le si barai elu tu bu puni lanshaw ya dia tanya le When you walking, lanshaw bi tu le kama. You touch your foot touches the ground. Your foot touches the ground on the floor. As soon as you touch the floor, the ground, you have to just pay attention to the touching point of the foot. Touching point of the foot. And that is called walking meditation. You have to pay attention to each touching point of the foot while walking walking meditation no oh, Jesus, no? Jesus, ကိုခေါ်ပါတယ်။အိုးကျေးဇူးတင်လိုက်တယ်သူတခါရဲနော်ကျေးဇူးတင်လိုက်တာပြီးတော့ okay now we understand what is walking meditation what is sitting meditation အဲ့တော့ဘုန်းကြီးကသူတို့ပြန်လေးတယ် is there any sense of religion in the practice of meditation ဒါသူတို့ဘုန်းကြီးပြန်မေးပါတယ် is there any sense of religion in the practice of meditation no လို့သူတို့အလုံးပြန်ဖြေပါတယ် နော်ဒီတရားထိုင်တဲ့အထဲမှာဘာသာရေးသဘောများပါနေသလားကွာဆိုတော့ no လို့ပဲပြန်ဖြေပါတယ် no လို့ပဲပြန်ဖြေပါတယ်ဟုတ်ပါတယ်တရားထိုင်နေဆိုတော့ကိုချွတ်လိုင်းလျှောက်တဲ့ခါမှာကိုချွတ်နဲ့ကိုမြေကြီးနဲ့မြေကြီးနဲ့ထိတာကိုတတိကတ်ပြီးတော့နေတာဒီဘာသာရေးသဘောမဟုတ်ပါဘူးတတိကတ်တဲ့နေထိုင်နည်းဖြစ်ပါတယ်အလားတူဝင်တဲ့ထိုင်တဲ့ခါမှာဝင်တဲ့ထွက်တဲ့ကိုတတိထားပြီးတော့နေထိုင်တာလည်းပဲဘာသာရေးသဘောမဟုတ်ပါဘူးကိုဝင်တဲ့ကိုထွက်တဲ့ကိုတတိထားခြင်းကြောင့် အတွင်းအစ္စတတန်တွေမှာပြောင်းလဲစရာရှိတာတွေ positively ပြောင်းလဲသွားပြီးတော့ positive hormone တွေကိုဖြစ်စေပါတယ်အကောင်းဘက်ကိုဖြစ်စေတဲ့အတွက်ကျမရဲ့အကျိုးကျေးဇူးတွေများစွာရပါတယ်ဒါဘုန်းကြီးပြောခဲ့ဖြစ်တဲ့အထူးကြီးမပြောတော့ပါဘူးတတစ်ချက်နောက်ကံနဲ့ကံရဲ့အကျိုးအခုပြောမှာဖြစ်ပါတယ်အဲ့တော့ဒီညလေးမှာအစင်လာပါလဲပညာပါလဲဆိုတဲ့ကိစ္စမှာပညာဆိုတာကိုယ်ပိုင်ဉာဏ်နဲ့ကိုယ်ပိုင်ခံစားနားလည်ပြီးတော့လက်ခံတာကိုပညာလို့ခေါ်ပါတယ် ပညာဆိုတာကိုယ်ပိုင်ဉာဏ်နဲ့ကိုယ်ပိုင်နားလည်ပြီးတော့လက်ခံနိုင်တဲ့စွမ်းရည်ကိုပညာလို့ခေါ်ပါတယ်။အစင်လာဆိုတာကတော့ကိုယ်နားမလဲတာရော နားလဲတာရော အစင်လာတိုင်းလုံယိုးလုံးစင်တွေကို အစင်လာယဉ်ကျေးမှုကလုံးတဲ့တိုင်းလိုက်ပြီးတော့လုံးတာကိုအစင်လာလို့ခေါ်ပါတယ်။အဲ့ဒီအစင်လာဒီဘယ်ကိုမှမရောက်စေပါဘူး။နော် ပညာပါမတာကိုပိုင်အသိဉာဏ်နဲ့လက်ခံထားတဲ့လက်ခံနိုင်တဲ့စွမ်းရည်ရအောင်တွေးနိုင်ခေါ်နိုင်လေ့လာသင်ယူနိုင်အထောက်အထိုင်မှလက်တွေ့ကျင့်ကြံနိုင်မှတာအဲ့ဒါပညာလို့ခေါ်ပါတယ်အဲ့ဒါကိုဘုန်းကြီးသိဖြစ်စေချင်ပါတယ်ဘုန်းကြီးကအဲ့ဒီတိုင်လာခဲ့တာဖြစ်ပါတယ်နော်နောက်တကသူက what is karma လို့မေးပါတယ်ဒုတိယမေးခွန်းကနော်ပထမမေးခွန်းက meditation မေးတယ်ဒုတိယမေးခွန်းက what is karma လို့မေးတယ် what is karma လို့မေးတဲ့ခါမှလဲပဲဘုန်းကြီးပြောလဲလို့ဆိုတော့ whatever you speak, whatever you think, whatever you act, are called comma, these actions are based on these actions, whatever you think, whatever you speak, whatever you act, are based on volition. Based on volition. Now, main breathe the mia, main pure the mia, main pure the mia go, can look over there. မင်းတွေးသမျှမင်းပြောသမျှမင်းပြုသမျှကိုကံလို့ခေါ်ပါတယ်အဲ့ဒီကံနေသည်စေတနာပေါ်မှာမှုတီမှုတီပြီးတော့ဖြစ်ပါတယ်စေတနာပေါ်မှာအခြေခံပြီးတော့ဖြစ်ပါတယ်နော်အဲ့ဒီကံနေသည်စေတနာပေါ်မှာအခြေခံပြီးတော့ဖြစ်ပါတယ်စေတနာမပါဘဲနဲ့စက်ပါဇက်ကလည်းပြောလို့မရသလိုခဏကွာလည်းလို့လို့မရပါဘူးနော်အဲ့ဒီပါဇက်နဲ့ပြောဆိုခြင်းစိတ်နဲ့တွေးကြံခြင်းခန္ဓာကိုယ်နဲ့လုပ်ခြင်းကိုကံဟုတ်ခေါ်ပါတယ် This is the reason human being cannot exist without karma human being cannot exist without karma because the karma is every moment with that human being nobody can exist without karma without speaking without thinking without acting these thinking speaking acting are called karma called karma that karma based on volition sitting up on mamudibi don't leave ဘာကိုပဲဖြစ်ဖြစ်ဘယ်သူမဆိုဘာကိုပဲလုပ်သည်ဖြစ်စေဘာကိုပဲပြောသည်ဖြစ်စေစေတနာမပါဘဲနဲ့လုပ်လို့မရပါဘူးစေတနာကအရင်လာပါတယ်နော် without that mental action စေတနာလို့ခေါ်တဲ့စိတ်စိတ်ပိုင်းဆိုင်ရာမနှောကမပါဘဲနဲ့ nobody can speak nobody can act နော်အဲ့တော့ဒီစိတ်ရဲ့ပါးစပ်ရဲ့ကိုယ်ရဲ့ကာယရဲ့ဝစီရဲ့မနှောရဲ့ဒီသုံးခုဆက်ဆက်နေပါတယ်တာကံလို့ခေါ်ပါတယ် အဲ့ဒီအတိုင်းလူတွေကနေစင်နေမြအလုံးလုံးနေကြပါတယ်ဒီခန္ဓာကိုယ်ရဲ့စိတ်ရဲ့ပါးစပ်ရဲ့မလုတ်ဖဲနဲ့ဒီလူတယောက်ဟာအသက်ရှင်လို့မရပါဘူးအဲ့တော့ကံဒီဗုဒ္ဓရဲ့အဆုံးမဆိုတာထက်ကိုကိုယ်တိုင်လုံနေတဲ့အလုပ်တွေပါလို့ပြောချင်ပါတယ်အဲ့ဒီကိုကိုယ်တိုင်လုံနေတဲ့အလုပ်တွေအပေါ်မှာယုံကြည်တာကိုကိုယ်တိုင်လုံနေတဲ့အလုပ်တွေပေါ်မှာယုံကြည်မှုထားတာဘာများမှားလို့လဲ ကိုကိုလုံနေတဲ့ဟလာကိုတွေးတဲ့အတွေးပေါ်မှာယုံကြည်မှုထားတာကိုပြောတဲ့စကားပေါ်မှာယုံကြည်မှုထားတာကိုလုံတဲ့ကံပေါ်အလုပ်ပေါ်မှာယုံကြည်မှုထားတာဘာများမှားလို့လဲကိုတွေးတာကိုပြောတာကိုလုံထံမှာကိုမယုံရင်ဘာကိုသွားယုံမှာလဲဘယ်သူ့ကိုသွားယုံမှာလဲဒါကြောင့်ကိုတွေးတာကိုယုံယုံဖို့တင်တာကိုပြောတာကိုယုံဖို့တင်တာကိုလုံထံကိုယုံဖို့တင်တာကို ံနဲ့ကံရဲ့အကျိုးကိုသင်ကြားခြင်းလို့ခေါ်ပါတယ်အမှန်တော့ဒါကသူ့ဘက်သူဖြစ်နေတာပါအဲ့ဒါကိုဗုဒ္ဓက highlight လုပ်ပါတယ်လုပ်ပြတာပါ the buddha highlighted the way that we think the way that we speak the way that we act ဘုန်းကြီးတို့နေစဉ်နဲ့များတွေးနေတာပြောနေတာပြုနေတာတွေကိုမြတ်ဗုဒ္ဓက highlight လုပ်ပေးပြီးတော့အဲ့ဒါကိုကံလို့ခေါ်တယ်လို့သင်ပြခြင်းဖြစ်ပါတယ်အဲ့ဒီလိုကိုပြောတာကိုကိုတွေးတာကိုကိုယုံကြည်ခြင်းကိုပြောတာကိုကိုယုံကြည်ခြင်းကိုလုံးထာကိုကိုယုံကြည်ခြင်းကိုပဲ ကံကိုယုံကြည်ခြင်းလို့ခေါ်ပါတယ်။ကိုပြောကိုတွေးတာကိုယုံတာကိုပြောတာကိုယုံတာကိုလှုပ်တာကိုယုံတာဘာများမှားနေလို့လဲ။မယုံသင့်ဘူးလား။မယုံရဘူးလား။နော်။အဲ့ဒါကိုကံကိုယုံကြည်ခြင်းလို့ခေါ်ပါတယ်။လို့ဆိုတော့ခုနက David Robert Wright သည်နော် Professor Robert Wright သည်ပမောက္ခကြီးပီပီပဲ။ Thank you so much ။လောလီချီပြီးတော့အရှင်ဘုရားကျေးဇူးများကြီးတင်ပါတယ်ဗျာ။အရှင်ဘုရားနဲ့အဲ့တလောက်အချိန်ခိုက်တန်လေးပြောလိုက်တဲ့အခါမှာ တရားထိုင်နေဆိုလည်းဘာလဲတပည့်တော်တို့နားလဲသွားသလိုလက်တွေ့လည်းလှုပ်တက်ပြီဗျာကံဆိုတာဘာလဲဆိုတာကိုလည်းတပည့်တော်တို့လက်တွေ့လှုပ်တက်သွားပါပြီဖရာလို့ဒီကနေ့အထိဘုန်းကြီးနဲ့ linking မှာအခြေဆက်ရှိပါတယ်နော် professor robert wright ပါ chicago တက္ကသိုလ်ပါနော်ဘုန်းကြီးတို့ covid တွေဖြစ်လို့တိုင်းပြည်လည်းကမောက်ကမအမျိုးမျိုးဖုံဖုံဖြစ်လို့အဲ့ဒီအခြေအနေတွေကြောင့်မလို့ဘုန်းကြီးဟာပြပခီးစင်တွေကိုစိတ်ရှိလက်ရှိတွားခြင်းစိတ်လက်သိမ့်မလာတော့တဲ့ကိုယ့်အကူတော်ရမှာတရားထုတ်ပြီးတော့ live မောင်းနေပဲ တရားသင်တန်းများပို့ချရေးတရားစခန်းများဖွင့်လှစ်ပေးနေပါတယ်။နော်ဒီမှာကအခုဘုန်းကြီးသူရှင်ဆက်ကျော်တဲ့20ကျော်တဲ့အရွယ်လေးဘုန်းကြီးတို့ရဲ့တာတာမိမိတူတူမအရွယ်လေးတွေကိုစိတ်ရောပြီးတော့နော်တာတာမိမိတူတူမအရွယ်လေးကိုစိတ်ရောပြီးတော့ဘုန်းကြီးယခုအစင်လာဆိုပါလေပညာဆိုပါလေပညာပေးတရားပညာပေးဓမ္မပညာပေးအလုပ်ကိုအားလုံးအတွက်လုပ်နေခြင်းဖြစ်ပါတယ်အားလုံးကိုယ့်ရဲ့တွေးသမျှပြောသမျှပြုသမျှတွေကိုတတိထားပြီးတော့ နော်တွေးသမျှပြောသမျှပြုသမျှတွေကိုသတိထားပြီးတော့ကြမ်းမှချမ်းသာပျော်ရွှင်အောင်မြင်သောဘုရားများကိုကိုးစီကိုးစီတိဆောက်နိုင်ကြပါစေ